ရိုးရိုးကိုမတော်နိုင်တော့ဘူးနောက်ဆုံးကြတော့ဘုန်းကြီးစဉ်းစားမိအင်းတဖြည်းဖြည်းခြေလှမ်းနေရနဲ့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 သွားတော့နောက်ဆုံးကြတော့သူ့ခြေလှမ်းဟာ၆ပေလောက်တဲ့ပိုသွားနိုင်မှာမဟုတ်တော့ဘူးလို့ဒီလိုအောင်းပေးပြီနောက်ဆုံးကြတော့၆ပေတွင်ထဲမှာဆင်းဆင်းပဲအိရတော့တာမဟုတ်လားခြေမဆက်နိုင်တော့ဘူး အဲ့တော့လူဟာစားပြာကလည်းဘောင်ခတ်လာတယ်သွားပြာတွေကလည်းဘောင်ခတ်လာတယ်နေပြာတွေကလည်းဘောင်ခတ်လာတဖြည်းဖြည်းချင်းမြောင်းလာဘုံမင်းတဲ့ပုံကိုယ်ရဲ့တဘာဝကိုစဉ်းစဉ်းစဉ်းစားကြည့်ဘုံငယ်ငယ်တော့တော့သွားလိုက်မလားနော်နေရာကပွဲတိုင်းပါဘယ်နေရာသွားရသွားရမဟုတ်ဘူးအသက်ကြီးလာတော့အတွဲကလေးနဲ့မရတော့သွားခြင်းနိုင်လဲသွားလို့မရဘူးနေခြင်းနိုင်လဲနေလို့မရဘူးစားခြင်းနိုင်လဲစားလို့မရဘူး အချိုးစားပြန်တော့စီးကြုံနဲ့မတည့်ဘူးတဲ့ဟုတ်လားအငန်ကလေးစားခြင်းပြန်ငယ်ငယ်ကကြိုက်တဲ့ငပိကျော်ကလေးတွေပါလေးတွေစားခြင်းပြန်တော့သွေးထိုးသွေးတက်မှဆိုလို့နော်အဲ့ဒါလို့ခိုးခါနဲ့မတည့်လို့ရှောင်ရဓာတ်နဲ့မတည့်လို့ရှောင်ရနဲ့တဖြည်းဖြည်းဘုံခတ်ပြီးတော့ရှင်းသွားလိုက်တာနောက်ဆုံးဟာခန္ဓာကိုယ်ကြီးဟာ၆ပေတဲ့ပုံပြီးသွားလို့မရတော့တဲ့အနေထားမျိုးရောက်သွားပါတယ်တိတ္တာလူတဘာဝဆင်ញင်စဉ်းစားမိတယ် ီတိုင်းပါပဲအလုံးအဲ့တော့အခုငကုလပိတတကကြီးကရှောင်းနေတာအဘိက္ခလာတင်ကိုအမြဲမပြတ်ဆွဲကန်းနေတဲ့ယောဂဝေဒနာရှိသည့်အတ္တမိဖြစ်ပြီနေပါပြီတက်ကြည့်တဲ့လူတိုင်းလူတိုင်းဟာယောဂဝေဒနာတွေဆိုတာရှိနေပါတယ်အဲ့လိုယောဂဝေဒနာတွေရှိတာလူတိုင်းလူတိုင်းပဲပေါ့အဲ့လိုရှိလာတော့ဒကာကြီးကသူ့အားမလို့အားမရဖြစ်တယ် အနိစ္စတတဝိခောပနာပန္ဒီဘဂဝတောမနောဘာဝနိယနိစ္စဘိက္ခုနံဗန္ဒီသေကုံတော်သခင်ရှင်တော်မြတ်ဖရာအဟံဘယတိတော်ဒီဘဂဝတောရှင်တော်မြတ်ဖရာအနိစ္စတတဝိအမြဲမပြတ်လာရောက်ကုတွေ့နိုင်ခြင်းလည်းမရှိတော့ပါအရင်တော့ကတပည့်တော်ငယ်တော့ကဆိုကြောင်းခဏခဏရောက်တာပေါ့ဗျာ။ဖခင်ကြွလာတဲ့ဆိုတပည့်တော်အရင်ဆုံးရောက် အခုတော့အရှင်ဘုရားတို့စီတပီတော့အမြဲမလာနိုင်တော့ဘူးဗျာတဲ့တခါတည်းမှလာနိုင်တော့တယ်။ဘာဖြစ်လို့တော့ခုနကမသွားနိုင်ဘူးမလာနိုင်ဘူးယောဂါတွေကများလား။အနိစ္စတသဝေအမြဲပဲပြတ်ဖူးတွေ့နိုင်ခြင်းမရှိပါ။မနောဘာဝနိယာဏစိတ်နှလုံးကိုယူကျုံဆဲဆောင်တတ်ကုန်သောဝါကုသိုလ်စိတ်တက်ကိုတိုးပွားစေနိုင်ကုန်သောဘိက္ခုနံသာယံတော်ရှင်မြတ်တို့ကိုလည်းပဲ အနိစ္စတဏ္ဍဝိမြဲမပြတ်လာရောက်ဖူးမြော်နိုင်ခြင်းမရှိတော့ပါအရှင်ဘုရားတဲ့တတိတော်မြတ်စွာဘုရားကိုလည်းဖူးခြင်းနဲ့ဘုရားတဲ့မကြမကြလာခြင်းနဲ့ဒါပေမဲ့မလာနိုင်ဘူးဘုရားယဟန်တန်ခါးတွေကိုလည်းလာရောက်ဖူးမြော်ခြင်းပါတယ်ဘုန်းကြီးယဟန်နေဖူးရတယ်ဆိုတာမနောဘာဝနိယဘုန်းကြီးတို့မြေကောင်းသားမြေကောင်းသမီးတွေစဉ်းစားကြည့်ကိုချင်းညိုလေးစားတဲ့ဆရာတော်ကြီးကိုလာပြီးတော့ဖူးလိုက်ရတယ် ခုဒီကနေ့ဘုန်းကြီးတို့ကျေဇူးတော်ရှင်ပြိတ္တာမာရထဂုရုဆရာတော်ဘုရားကြီးတို့နာရောက်ပြီးတော့စိတ်ကဖူးလိုက်ရတယ်ဆိုလို့ရှိရင်ကုသိုလ်စိတ်တွေတိုးမသွားဘူးလားအဲ့ဒီကုသိုလ်စိတ်တွေတိုးပြီးတော့စိတ်အားတွေတက်လာတာဒါမနောဘာဝနေရလို့ခေါ်တယ်နော်ရှင်ညိုလေးစားမြတ်လို့တဲ့ဆရာတော်ဘုရားကြီးတွေကိုလာရောက်ဖူးလိုက်ရတာနဲ့ပဲကုသိုလ်စိတ်တွေတရားစိတ်တွေတိုးတက်ပြီးသက္ကာလလာနိုင်ပါတယ် အဲလိုလိုကုသိုလ်စိတ်မျိုးတွေကိုတိုးတက်စေတတ်တဲ့ယဟန်တော်ရှင်မြတ်တွေကိုလည်းပဲဆရာတော်ဘုရားကြီးတို့ကိုလည်းပဲတပည့်တော်လာရောက်ဖူးမြော်ခြင်းကမဆွနိုင်တော့ပါเจ้าหมู่ขณะขณะลาจีนเลยเปียเนี่ยตะบี้รอโยคะก็แลชื่อนี่รออัตตะก็แลชี้มะลาไหนတော့ผู้พระหลุช่องถาบาเวอะกูบุงนี่ดึกะระกมะนี่แลดีโหลเวช่องจ่าดาเวหมอล่ะ တရားစေခင်သူတော်စင်ပြိဿပေါင်းတို့တည့်ရချီးလာတဲ့အခါကျတော့ကိုကိုပဲတဲ့ဆရာတော်ဘုရားကြီးတွေအကြောင်းကိုလာပြီးတော့အဲရှင်ဘုရားတပည့်တော်ရေတော့ကလူလည်းမကြမ်းကြမ်းလာနိုင်တော့ဘူးဗျာယောဂာလည်းပဲအဲခန္ဓာကိုယ်ကလည်းပဲသိပြီးတော့မကြမ်းပါဘူးခရရနဲ့ဒီလိုရှောက်ကြနော်ဒီတကကြီးကလည်းမြတ်စွာဘုရားနဲ့ယင်းနည်းနည်းဒီလိုရှောက် ။ဟောဝရတုမံပန္တိဗုဒ္ဓဝါနုတသတုမံပန္တိဗုဒ္ဓဝါယမမတ္တတိကရတံဟိတာယအတုခာယ။ဗန္တိဈေဘုံတော်တခင်ရှင်တော်မြတ်ဖရာ။မန္တတိတော်ကိုဩဝါဒတုဩဝါဒပေးတော်မူပါဖရာ။ဗန္တိဈေဘုံတော်တခင်ရှင်တော်မြတ်ဖရာ။မန္တလေးတော်ကိုလူသာတုဆုံးမတော်မူပါဖရာ။ယံရှင်တော်ဖရာ ခေါ်ချက်ဆုံးပါမယ်ဩဝါဒအနုသာသနိတရားတော်ဒီမမတပိတော်ဤဒီကရတံရှိစွာသောညင်ကာလပတ်လုံးဟိတယာစီဝါလုံးကဒုက္ခယချမ်းသာခြင်းကအတ္တဖြစ်လျာပါ၏ဣတိရောငကုလပိတံငကုလပိတံမြည်ရှိတဲ့တကားကြီးလေးဘဂဝါတံရှိဖို့တော်သည်ခင်ရှင်တော်မြတ်ဖရာကိုအဝါစာကောင်းစွာပဲ့သိလျောက်ချခဲ့ပါပြီတည်း ဒကာကြီးစောက်တဲ့အဲမှာစကား၃တိုင်းရှိတယ်။တရားချက်ခင်သတော်စင်ပြိဿပေါင်းတို့မှတ်ထားဖို့ပထမကသရာဖီစီးပြီးတပီတော့အိုလို့သိပ်မချမ်းပါဘူးဆရာဒုတိယပိုင်းကအိုချင်းကြောင့်ဖရာတွေ့တော်သည်ရှင်တော်ဖရာနဲ့ရဟန်းတန်ခါများကိုမကြမကြလာရောက်ဖူးတွေ့လို့တော်လဲဖူးတွေ့နိုင်ခြင်းမရှိတော့ပါဘူးဆရာဒါကသူ့ရဲ့ကိုရေးကိုယ်တိုင်နဲ့ပတ်သက်လျှောက်တဲ့စကားမျိုး ဟောနောက်ဆုံးကြတော့ရောက်တဲ့အခိုင်လေးတပည့်တော်ဩဝါဒပေးပါဗျာဘုန်းကြီးတို့တရားတော်မတွေကြောင်းလာတဲ့အခါကျတော့ဒါလေးအရေးကြီးဆုံးပဲเนาะကြောင်းလာလို့ဆရာတော်ကြီးတွေလာရောက်ပြီးတော့ဖူးတွေ့တဲ့အခါကျတော့ရှင်ဗျာတပည့်တော်ဆုံးမဩဝါဒလေးပေးပါဗျာခွေရလေးပါရက်ထဲကစကားတွေပြောပြီးပြန်မသွားနဲ့ကြောင်းရောက်တိုင်းရောက်တိုင်းမိမိတို့ချင်းချင်းကိုယ်ွယ်တဲ့ဆရာတော်ကြီးတွေ ဆရာသမားလေးနိနာရောက်တဲ့အခါကျတော့ရှင်ဘုရားကတပည့်တော်ဆုံးမဩဝါဒပေးပါဗျာရှင်ဘုရားဆုံးမဩဝါဒပေးတဲ့ရှင်ဘုရားရဲ့ဆုံးမဩဝါဒစကားသည်တပည့်တော်ရဲ့အတွက်နှစ်ပေါင်းစီကြာစွာ ဟိတဒုက္ခအလုံးကဖြစ်ပါလိမ့်မယ်ဗျာတပည့်တော်ချမ်းသာရေးပွားရေးအတွက်ဖြစ်ပါလိမ့်မယ်ဩဝါဒအနွန်တရားမတန်ဖို့ရှိဆုံးမဆိုတာအနွန်တရားတန်ဖို့ရှိတယ်အဆုံးမဩဝါဒနဲ့ကင်းပြီးတော့လောကမှာကြီးပွားတဲ့ပုဂ္ဂိုလ်ဆိုရှိပါ ဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ဆုံးမဩဝါဆုံးမတဲ့စကားလေးနားလဲရတယ်ဆိုတာအမတန်မှတန်ဖိုးရှိပါတယ်တဲ့ဒါကြောင့်မို့လို့ကျောင်းရောက်တဲ့အခါကျတော့ဘုန်းကြီးတို့တရားချက်ခင်သုရသင်ပရိသတ်ပေါင်းဆရာတော်ကြီးတွေရသီကတ်မိမိတို့ချင်းညိုကိုးကွယ်တဲ့ဆရာသံဃာတွေရောက်တဲ့အခါအရှင်ဗျာကျုံလုံးခိုက်နေတပည့်တော်များဩဝါဒပေးတော်မူပါဗျာလို့ဒီလိုလျှောက်တဲ့လျှောက်တဲ့ဟုတ်လားလျှောက်တဲ့နဲ့မမေ့နဲ့နော် ဟောဒီတခါကြီးကဘလောက်အထူးခိုးစရာကောင်းတယ်